ဘကိုးတိုင်းဒေသကြီးဖြူမြို့နယ်တရားရုံးအတွင်စက်တမလ20ရက်နေ့နနက်7:00နာရီကအေရှာမော်တော်ရဲ့အသင်းဥက္ကဋ္ဌကိုအမည်မသိလူငယ်တဦးမှစကေဘာနဲ့ထိုးမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။စကေဘာနဲ့အထိုးခံရသူမှာအေရှာမော်တော်ရဲ့အသင်းဥက္ကဋ္ဌဦးဝင်းနိုင်ဖြစ်ပြီးဖြူမြို့နယ်တရားသူကြီးရဲ့တရားခွင်မှာတပ်တည်အစ်စ်ခံမှုစောင့်ဆိုင်နေစဉ်တရားရုံးဝန်ထမ်းနာရှင်နှစ်ပေကန့်အကွာမှာအမည်မသိလူငယ်ကစကေဘာနဲ့လေးချက်ဆင်ထိုးခဲ့တာဖြစ်ပြီးမြို့နယ်စေယုံကိုအရေးပေါ်ပို့ဆောင်ကူတာခဲ့ကအဲဒီမှာတစဉ်ရန်ကုန်ကို လူနာတင်ကားနဲ့ပို့ဆောင်ကူတာပေးခဲ့ရတယ်လို့သိရပါဗျ။ အမိမသိလူငယ်ဟာဥဝင်းနိုင်ကိုစကေဘာနဲ့ဝင်ထိုးပြီးတရားရုံးအပြင်ဘက်ထွက်ပြေးကအသင်းဆောင်ဆိုင်နေရန်ရှိတဲ့ဆက်နိုးထားတဲ့ဆိုင်ကနေမောင်းနေထွက်ပြေးဖို့ကြိုးစားစဉ်မှာအေးရှောင်းမော်တော်ယာဉ်ဝင်တဲ့တဦးကလုံထွေဖမ်းဆီးခဲ့ပေမဲ့အမိမသိလူငယ်ထံမှာအယိုးအသွားဆယ်လမ်းမှကန်ရှိတဲ့သုံးမြောက်ကျုံစကေဘာတစ်ချောင်းကြကြံခဲ့ပြီးအမိမသိလူငယ်မှာဆိုင်ကနေထွက်ပြေးလွမြောက်သွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီလိုဖြစ်ပွားမှုကိုဖြူးမြွနယ်နေရင်းကောင်းဆောင်ရဲအုပ်ကျော်စင်ထိုင်းတဲ့အဖွဲ့မှလိုက်လံစုံစမ်းနေတယ်လို့သိရပါဗါး